ရခိုင်ပြည်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့စစ်ကောင်စီကနေစဉ်ဘုံကျဲတိုက်ခိုက်နေတာကြောင့်စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူလူထုမှာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုခံစားနေကြရပါတယ်။တိုက်ပွဲတွေကြောင့်နေရင်မိရှုဖြစ်စည်းခံရတာ လေကြောင်းပုံကျဲခံရမှုကြောင့်နေအိမ်တွေထိခိုက်ပျက်စီးရတာမိဘဆွေမျိုးတွေတေဆုံးရတာစတဲ့ဖြစ်စဉ်တွေကိုရခိုင်ပြည်သူတရက်လုံးကကြုံတွေ့ရင်ဆိုင်နေရပြီးအမျိုးသမီးတွေမှလည်းစိတ်ဒဏ်ရာတွေရရှိနေကြရတာပါရခိုင်ပြည်သူတွေဟာစစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုစိုးရင်ကြောက်လန့်နေကြရပြီးစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကအဓိကစင်ခေါ်မှုတရက်ဖြစ်နေတာပါ အဓိကဟိုစောင်းဝင်ရဲ့အဆင်ပြေစေဖို့ဒီကာလမှာနံပါတ်1အရေးကြီးဆုံးကအလောက်ကအခွင့်လဲရရှိဖို့ပေါ့နော်ဆိုတော့အလုတ်ကန်ရရှိပြီပဲထားပါတော့ဒီစစ်ကောင်စီရဲ့လေကြောင်းအန်တီကြောင်းအလုတ်ကိုစိတ်ဖြောင်းဖြောင်းနဲ့မလုံးနိုင်တာတွေလည်းရှိတယ်။စာလေးဒီစိတ်နေလေးဒီစိတ်ပေါ့နော်။ဘေးချိန်မှာဖုံးချပြီးတော့ဟိုအသက်ဆုံးရှုံးသွားမလဲဆိုတော့ကြောင်းလန်းစိတ်တွေနဲ့ပဲအသက်ရှင်နေကြရတယ်။ဟောပြည်သူတွေစောင့်ဝတ်နေရတဲ့ချက်တင်းနေကြမှာဒီ အော်ဘယ်လိုပြောမလဲဒီအခုလောဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမလုံးချုံမှုတွေကအော်ဒီအဒီရခိုင်ပြည်သူတွေကြားမှာအကြီးမားဆုံးစိတ်ခေါမှုဖြစ်နေတယ်ရှင်အဲ့ဒီစိတ်ပိုင်းဆိုင်ရာခံစားနေရတဲ့စစ်ချောင်းအမျိုးသမီးတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့လိုအပ်တယ်လို့ရေတိုးရေရှည်ကုသမှုတွေဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့အမျိုးသမီးများအဖွဲ့ချုပ်ကထွေထွေတွင်းမှုကပြောပါတယ် ်စစ်ဘေးချောင်တဲ့အမျိုးသမီးတွေရဲ့ဒီစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကုသမှုလို့ပြောတဲ့အခါမှာဆိုလို့ရှင်တော့ကျမတို့ကဒါရေရှည်ကုသမှုတွေလုပ်ရမှာပေါ့နော်ဇနီးတကြားကိုကုသရမှာဖြစ်တဲ့သူတို့ဖြစ်သူတို့တွေမှာကအာဒီစိတ်ခံစားချက်တွေနာကျင်မှုတွေကအမျိုးမျိုးပေါ့နော်ဆိုတော့ဒီစစ်ဘေးချောင်ရတဲ့ဟို အဲ့မှာကလည်းဘလို့ပုံစံနဲ့စစ်ပေးချောင်ရတယ်လဲဆိုတော့ပုံမှာလည်းအများကြီးဒါသူတို့စိတ်ထိခိုက်မှုတွေနစ်နာမှုတွေအများကြီးရှိပေါ့နော်ဆိုတော့တချို့ဆိုလို့ရှိရင်ဒါကိုရဲ့ဒီဆိုရင်မျိုးသားချင်းတွေဆုံးပါသွားတာတွေတွေ့မြင်ရတယ်ကိုရဲ့နေအိမ်ကိုရဲ့ရရပျောက်ဆုံးဟာမိချိုခံရတာတို့ပေါ့နော်အဲ့လိုဟာမျိုးကိုမြင်ရပြီးတော့ဒါစစ်ပေးချောင်ဘဝကိုရောက်လာတဲ့လူတွေရှိတယ်ဆိုတော့အဲ့မှာကိုကသူတို့ဒါစစ်ပေးချောင်ရတဲ့ဒီပုံစံမှာကိုကနစ်နာမှုတွေဆိုရင်မှုတွေကမတူတာတွေရှိရပေါ့နော်အဲ့မှာတပိုင်းတစ်ဖက်မှာလည်းဒီ စစ်ဘေးကြောင့်စခန်းတွေရောက်လာတဲ့အခါမှာခါကြတော့မလုံလောက်တဲ့ဒီလူသားချင်းစာနာမှုအကူအညီတွေမလုံလုံလောက်လောက်မရရှိတာတို့ကိုယ့်ရဲ့ဟိုနေနေစရာခိုင်စရာကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်တာမျိုးတို့ပေါ့နော်ဆိုတော့မလုံချုံတာမျိုးတွေပေါ့ဆိုတော့အမျိုးသမီးတွေမိန်းကလေးငယ်တွေဖြစ်တဲ့အခါမှာပို့ပြီးတော့လဲဒါနေနေတဲ့နေရာထိုင်ခင်းကကျကျဝုန်းဝုန်းတွေမရှိနေဘူးလုံလုံငုံချုံမရှိနေဘူးဆိုလို့ချင်တာစိတ်တက်ရနေကအများကြီးကိုဖြစ်စေတယ်ပေါ့နော်စိတ်ဟိုစိတ်ခံစားချက်တွေအများကြီးဖြစ်စေတယ်ဆိုတော့ဒီလိုမျိုးကူတာမှုလ ုလို့ပြောတဲ့အခါမှာကျမတို့ကရေရေတူရေချေကုသမှုအတွက်ကျမတို့အများကြီးလို့ဖို့လို့ပါတယ်ဆိုတော့ရေတူလို့ပြောတဲ့အခါမှာလက်တလို့လူအပ်ချက်တွေလက်တလို့စိုးရင်ပူပါမှုတွေကိုချော့ချအောင်ကျမတို့ဘလို့ပုံစံနဲ့ပံ့ပိုးလို့ရမလဲဆိုတော့တစ်ဖက်ဒါလို့ဖို့လို့တလို့မျိုးတစ်ဖက်မှာကလည်းတကယ်ဟို normal ပြန်ပုံမှန်ပြန်ဖြစ်အောင်ဆိုလို့ရှင်တာရေချေကုသမှုတွေကအစားရေချေပန်ပိုးမှုတွေကအစားကျမတို့လုံဆောင်ပေးဖို့လိုတာပေါ့နော်2021ခုနှစ်နောက်ပိုင်းရခိုင်ပြည်မှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်စစ်ပေးဆောင်ဥယေကများပြားလာနေပြီး အေရင်ရဲ့လူသားချင်းစာနာမှု ထောက်ပံ့ရေးယုံ HTCO 2024ထုတ်ပြန်ချက်အရရခိုင်စစ်ဆောင်6သိန်းအထိရှိကြောင်းသိရပါဗျ။လက်ရှိရခိုင်ပြည်မှာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကစစ်ပေးရှောင်တွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ငန်းတွေဆောင်ရွက်ပေးဖို့အခက်အခဲတွေရှိနေတယ်လို့အမျိုးသမီးဖွဲ့ချုပ်ကပြောပါဗျ။ ဒီရခိုင်မှာဆိုလို့ရှင်လဲသူတစ်ဖြစ်စစ်ပွဲတွေတိုက်ပွဲတွေကပြင်းထန်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှင်ရင်ဒါစစ်ဘေးရှောင်တွေကအများကြီးပေါ့နော်ဆိုတော့အဲ့ဒီဟာပေမကဘူးရခိုင်လိုမျိုးအနေထားဆိုလို့ရှင်ရင်အခုဒီ2023နောက်ပိုင်းမှာမှာစစ်ဘေးရှောင်တွေမကပဲနေဒီ2023မတိုင်ခင်ကလေးကပေါ့နော်အဲ့မှာဒီလည်းနဲ့ကင်ပလီပခါတွေတိုက်ပွဲတွေကြောင်းမို့လို့ဒီအာလူမှုအဖွဲ့အစည်းတွေရောတခြားနိုင်ငံတကာအဖွဲ့အစည်းတွေရောအနေနဲ့ကအဲ့မှာနေပြီးတော့ဒီလုပ်ငန်းတွေလုပ်ဆောင်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့ ့ဆိုတာကအရန်ကိုခက်ခဲတဲ့လူသားချင်းစာနာထောက်ထားမှုဒီဥပဒေတွေအရစမတို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့ပြည်သူလူထုတွေရဲ့လုံခြုံရေးသူတို့တွေရဲ့ဘဝအဖို့လုံရေးကအဓိကဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာရှိနေတဲ့ဖွဲ့စည်းတွေအနေနဲ့ကပန္နမဦးစားပေးသည်ဒါသူတို့စစ်ပွဲတွေပါပြီးပေါ်ဆောင်တဲ့အခါမှာအရသာပြည်သူအနေဆုံးအထီးခိုင်မှုအနေဆုံးပြောမယ်ဆိုအထီးခိုင်မှုမရှိတဲ့နီလန်းကိုလောက်အားရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပြည်သူလူထုရဲ့နေအိမ်တွေဒါတွေကိုဟိုတော့မမထက်သွက်တာမျိုးပြည်သူလူထုတွေရဲ့နေရာတွေကိုမထက်သွက် က်တာမြို့တာတွေကလုံးဝလုံးလို့မရအောင်ပေါ့နော်ဆိုတော့ဒါတပိုင်းပေါ့ဆိုတော့အခုဆိုလို့ချင်းဒါဒီလူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ပတ်သက်ပြီးတော့ဒါဦးစားပေးလုံဆောင်ရမယ်လို့တော့ကျွန်မတို့တော့မြင်နေပါတော့စစ်ပေးရှောင်းနေမှာဒေသမတည်ငြိမ်မှုအခြေအနေတွေကြောင့်သူတို့နေထိုင်ရာရက်ရွာတွေမူလအလုတ်ကံတွေကိုစွန့်ခွာကာစစ်ပေးလွတ်ရာကိုတင်းရှောင်နေကြရချိန်မှာလူသားချင်းစာနာမှုဆိုင်ရာအထောက်ပံ့အကူအညီတွေကိုစောင့်မျှော်လင့်ရင်ကြရလုတ်ကင်ပြီးစစ်ဆောင်စခန်းအတီးတီးမှာနှစ်ချီကြာနေထိုင်နေကြရပါတယ်ခင်ဗျာ Oh, my God.